ကဲဒီနေ့တော့လေ Manchester United ရဲ့အပြောင်းအရွေးတွေလောကထဲက update လေးတွေကြည့်ကြရအောင်ဟုတ်ကဲ့အထူးသဖြင့်ကစားသမားနေ့ရောက်ပေါ့အဲ့ဒီသတင်းတွေရဲ့အဓိကအချက်တွေနောက်ကွယ်ကအသေးပေတွေကိုနည်းနည်းသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့လေကောင်းပါတယ်ဘသူတွေအကြောင်းစပြောမလဲဟွန်းပထမဆုံးမေးဆိုမောင်းအကြောင်းဆားလိုက်ရအောင် သူအနာဂတ်နဲ့ပတ်သက်ပြီးတော့လေဟိုလိုလိုဒီလိုလိုတရင်နေတော့ရှိနေတာပဲဟုတ်တယ်ဒါပေမဲ့သူ့ကိုယ်တိုင်ကတော့ United ကနေထွက်ဖို့အစီအစဉ်လုံးဝမရှိဘူးဆိုတဲ့အချက်က အာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Hmm မန်တယ်။အထူးမင်းသူ့ရဲ့ပထမရသည်အခက်ခဲတွေရှိခဲ့တာကိုပြန်ကြည့်ရင်ပေါ့။ဘာလို့အခုချိန်မှဒီလောက်ဆုံးဖြတ်ချက်ခိုင်ဝါနေရတာလဲဆိုတာမျိုး။အဲ့ဒါဒါလေးတိရသလောက်တော့သူကကြံ့ခိုင်းမှုပြန်ကောင်းဖို့ကိုအဓိကအာရုံစိုက်နေတာ။ဟုတ်ကဲ့။ပြီးတော့ရာဒီချိုလီချင်းခံတွေကိုအကောင်းဆုံးပြင်ဆင်မယ်။နောက်မန်နေဂျာရူဘင်အမွန်လက်အောက်မှာသူ့ကိုယ်သူတက်တည်ပြဟော ်တော်လီစေအားထက်တန်နေပုံရတယ်။ဟွန်းဆိုတော့ပြီးခဲ့တဲ့ရာသီကဒဏ်ရာပြဿနာတွေကသူ့အတွက်သင်ခန်းစာဖြစ်သွားပုံပဲနော်။ဟုတ်ပါ။အဲ့ဒီခဲခဲတွေကိုကြော်လွားပြီးအတင်းအထွက်အရေးပါတဲ့ကစားသမားပြန်ထစ်ချင်တဲ့ပုံစံမျိုးပေါ့။သူရဲ့ကလပ်အပေါ်တနည်းထန်ကတော့တော်တော်ခိုက်မာတယ်လို့ပြောလို့ရတယ်။ဟုတ်ပြီဟုတ်ပြီ။ကဲနောက်တစ်ယောက်အဒီတယောက်ကတော့တော်တော်လေးနာမည်ကြီးနေတယ်။ Brian M. Bumu ။အာ Mbumu ဟုတ်တယ် United ရဲ့ဦးစားပေးဖိမတ်ဆိုပြီးတင်းတွေကတော့တောက်လျှောက်ပဲ သူ့အတွက်ကမ်းလှမ်းမှုနောက်ဆုံးအခြေအနေဘယ်လိုရှိလဲဗျာအခုနောက်ဆုံးကြားရတာကတော့ United Bank ကစနစ်တနင်္ဂနွေတုန်းကကမ်းလှမ်းမှုအစ်စ်တစ်ခုထပ်တင်းထားတယ်ဆိုတာပဲဟုတ်လားဘယ်လောက်လောက်တန်းဖို့ရှိလဲပြောနေကြတာတော့ပေါင်တန်း60ကျော်လောက်ရှိနိုင်တယ်ဆိုပြီးတော့ဒါပေမဲ့ရေးကြည့်တာကဟွာလေ Brandford နဲ့ဆွေးနွေးမှုတွေကဆက်လုပ်နေတုန်းပဲဆိုတာอืมပေါင်တန်း60ကျော်ဆိုတာတိုက်စစ်မှုတယောက်အတော်တော်ယင်းနှမြုံနံမှုကြီးပဲတော်တော်များတဲ့ပမာဏပေါ့ ဒါပေမဲ့ Brandford ဘက်ကဘလုံးတုံပြောင်းလဲဆိုတာကအတိကပဲဟုတ်ကဲ့ဆွေးနွေးမှုတွေဆက်လုပ်နေတယ်ဆိုတော့ဖြစ်နိုင်ချေကဘလောက်ရှိမယ်ခန့်မှန်းလဲဆွေးနွေးမှုအခြေအနေပြင်ပေါ်လေနောက်ထပ်အရေးပါတဲ့အချက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဟုတ်ကဲ့အမ်ဘူမိုကိုတိုင်က United ကိုပြောင်းဖို့အလေးနဲ့စဉ်းစားနေတယ်ဦးစားပေးဖြစ်သတ်မှတ်ထားတဲ့ဆိုတဲ့သတင်းမျိုးလေးပေါ့အော်ကစားသမားကိုတိုင်ကစိတ်ဝင်စားနေတယ်ပေါ့อืมအဲ့လိုလိုသဘောမျိုးကစားသမားရဲ့စန္ဒကလေးအပြောင်းအလဲရှိဖြစ်ဖို့အတွက်ရေးပါတဲ့တွန်းအားတစ်ခုဖြစ်တတ်တယ်လေ ဟုတ်တယ်မှန်တယ်ဆိုတော့ဆွေးနွေးမှုတွေအစဉ်ပြေသွားဖို့မျှော်လင့်လို့ရတဲ့လို့ဆိုအားမှာပေါ့ဒါဆိုရင်အခုတည်ရတဲ့အချက်တွေကိုအချင်းချင်းရရင်မေဆမုံကတော့အထက်မှဆက်နေဖို့စိတ်ပိုင်းဖြစ်ထားတယ်သူ့နေရာအတွက်တိုက်ပွဲဝင်မယ်ဟုတ်တယ်တစ်ဖက်မှာလည်း United ကတိုက်စစ်အတွက်အဓိကပြင်မှတ်အမ်ဘူမိုကိုတံဖိုးကြီးကြီးပြေးပြီးခေါ်ဖို့စူးစမ်းနေတယ်ဟုတ်တယ်မလားမှန်ပါရင်ဒီအပြောင်းရွှေ့လှုပ်ရှားမှုနှစ်ခုကိုကြည့်ရင် United ရဲ့လာမယ့်ရာသီပြင်ဆင်မှုနဲ့ပတ်သက်ပြီးဘာရင်းမြင်နိုင်လဲ အဲ့ဒါကပိုကျေပြတ်နဲ့ရှူထောင်ကကြည့်ရင်ပေါ့လေဒါက manager တစ်လက်အောင်မှာ united အသင်းတည်ဆောင်မှုဘလို့သွားမလဲဆိုတာကိုအတော်လေးရှင်းရှင်းလင်းလင်းပြနေတယ်ဟုတ်ကဲ့ဆိုတော့ကစားသမားဟောင်းတယောက်ရဲ့အလားအလာကိုယုံကြည်ပြီးဆက်ထိန်းထားခြင်းနဲ့တစ်ချိန်တိုင်းမှာပဲတိုက်စစ်လို့အရေးပါတဲ့နေရာအတွက်ဒေချားတဲ့ပြမှတ်ကိုငွေများများတုံးပြီးခေါ်ဖို့ကြိုးစားနေတယ်အဲ့ဒါကအသင်းရဲ့ရီမိုင်းချက်နဲ့လိုအပ်ချက်ကိုဖြစ်ဖို့ရှင်းလင်းတဲ့မဟာဗျူဟာရှိနေတဲ့သဘောပဲ။အင်း စိတ်ဝင်စားစရာကောင်းပါတယ်။ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုလောက်ထားခဲ့ရင်ပေါ့လေ။ဟုတ်ကဲ့။တရားကဲမီကြံခိုင်နေတယ်မီဆမ်မော့ရဲ့။နောက်ပြီးအကယ်၍သာဘူမိုကိုခေါ်ဖိခဲ့ရင်အဲ့ဒီနေ့ရောက်ပေါင်းဆက်လိုက်တဲ့အခါ United ရဲ့တိုက်စစ်ကစားပုံနီးစနစ်ပိုင်းမှာကဘလူးထူးခြားတဲ့ပြောင်းလဲလေဒါမှမဟုတ်ဘလူးအားတာချက်မျိုးတွေမြင်လာရနိုင်မလဲအဲ့ဒါကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းပဲอืม ဒါတော့လာမယ့်ရာသီကိုစောင့်ကြည့်ရင်းနဲ့ပဲဖြေရှားရမယ့်ကိစ္စလို့ထင်ပါတယ်